င်္ဂလာပါရှင်ဒီဆယ်လီဘရီနွေရဲ့အော်တိုဘာလာ24ရက်နေ့ည7:00နာရီဒီနောက်ဆုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါလေယံဒီတာအကြောင်းနေပို့ပေမယ့်အင်းဒီစကားကြမ်းကျင်စွာပြောနိုင်တဲ့ဗကန်မင်းနန်းသူမညွညိုရဲ့တရင်ဓာတ်ပုံတပုံကြောင့်နောက်အိမ်အောင်ပြုတော့မေလို့ထင်သေးပေးခံနေရတဲ့ရွေးလင်မိုးရဲ့တရင်နမင်းကြီးလေးပါးကကဘာသူကဘာသားတွေထံတီးပေးတဲ့စကားတွေကိုအားလုံးသိအောင်ပြောပြနေတဲ့ဆိုင်ဝမ်ရဲ့တရင်ရေခဲတောင်မှာဓာတ်ပုံရိုက်ပေးမယ်ဝိဆုံကနိုင်ငံချောင်းအနုပညာရှင်မင်္ဂလာဝိဆုံကို copy ယူထားလို့လူပြောများနေပြန်တဲ့ဆွေပြည်သစင်ရဲ့တရင်ပါဝင် လာမယ့်နှစ်မှာနဝင်သေးစကားနဲ့ကယ်မီရမယ်လို့ခံမင်းချင်းခံနေရတဲ့ဦးမွန်ရွှေရဲ့သတင်းတို့ကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။နမင်းချင်းလေးပါကကဘာသူကဘာသားတွေထံမှာတည်ပေးတဲ့စကားကိုအားလုံးသိအောင်ပြောပြပေးနေတဲ့ဆိုင်ဝင်။အားလုံးပဲမင်္ဂလာပါသက်ဆယ်လေးဗီဒီယိုပေးကနေပြန်လေးကကြိုဆိုလိုက်ပါရစေ။ဆိုင်ဝင်ကအရင်ကအွန်လိုင်းပေါ်မှာအော်ကျော်လန်စွာဒေးလန်စားကြောင်း အမေကြီးကဲ့သို့တရားဖြစ်ပါရီအခုတော့ဇန်ဝမ်ကအကြည့်တဲ့အနေနဲ့နေထိုင်နေပြီဖြစ်ပြီးတော့အရင်ကလိုပွဲတွေလေးမရှာတော့ပါဘူးသူကဝေဖန်ရင်လည်းကန်ကြီးထိုင်မယ်ဆိုတဲ့ဇကားတခုနဲ့ပြေပြောထားတဲ့ပြင်အေဂျင့်စွာပြသက်နေပါရီဇန်ဝမ်ကတော့လွန်ခဲ့တဲ့၅နှစ်ခန့်ကစပြီးကြားမြင်ရကြောင်းနမေကြီးလာရာကနေခုဆိုရင်တော့သူ့တန်းန်းဟာအရင်အောင်မြင်နေပါပြီဒါနာဆောင်နမေကြီးတွေကလည်းဇန်ဝမ်ကိုချစ်ခင်တာကြောင့်လာမယ့်နှစ်လအတွင်းမှာကဘာပေါ်မှာလူလျှော်ဝဲကြီးလုပ်မယ်လို့ပြောလိုက်ပါရီ ကဘာသူကဘာသားတွေရဲ့လူဦးရေကိုရှော့မှပြပြီးအကာအကွယ်တွေကြိုတင်လှုပ်ထားကြဖို့အတွက်စိုင်းဝန်းကပြောပြလာခဲ့တာပါ။မဝင်ပါလာနဲ့ဒီဇင်ဘာလအတွင်းမှာကြုံရမယ့်ကိစ္စတွေကကြီးမှာပဲ။အဘဘုံမင်းကောင်ကလည်းစိုင်းဝန်းကိုလာရောက်တတိပေးထားပါသေးတယ်။ဒါနာဆောင်နေမင်းကြီးတွေကစိုင်းဝန်းကိုတေချာပေါက်လာပြောရမယ်လို့တတိပေးလို့စိုင်းဝန်းကမျှဝေပေးတာပါ။ ဇန်ဝင်ကကိုဗစ်ကာလမတိုင်ခင်မှာလည်းအားလုံးကိုသတိထားဖို့အတွက်ပြောခဲ့ပါသေးတယ်။အကြမ်းမြင့်နေချိုးတင်ရနေတဲ့ဇန်ဝင်ကတော့လူရှော့တွေထဲမှာမပါဝင်သွားစေဖို့အတွက်နေမင်းကြီးလေးပါကိုတည်သီးတွေလူတန်းဖို့တိုက်တွန်းထားပါတယ်။ဘာသာရေးကိုပေါ်အားဆိုင်ဖို့အတွက်သတိပေးထားပေးတကယ်ပါလုံးကိုလူလျှော့သွားမှာပါ။အိမ်မတစုံတယောက်ကမူမန်နာတွေကိုလှုပ်လာခြင်းနဲ့ပြိရင်နဲ့ဖျန်းတင်ပြီးတော့စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးသတိထားတဲ့နယ်လို့ပြောပါရီ။ ဘယ်နေရာမှာမွေးတဲ့သားသမီးမဆိုစက်ပစ္စည်းတွေကိုစနစ်တကျကင်တွယ်တဲ့ပဲဒီနှစ်လအတွင်းမှာတော့တီလာလေးလုံရမယ်လို့ဆိုပါရီဒီကိစ္စကမြန်မာနိုင်ငံနဲ့တည်းသက်ဆိုင်တဲ့ကိစ္စမဟုတ်ပဲတကယ်ပါလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ခြားပါတာစကားတွေနဲ့ပါဖြန့်ဝေပေးဖို့ပါဆိုင်းဝိုင်းကပြောထားပါရီဒီစကားတွေကိုပြောဖို့အတွက်တကယ်ပါလုံးမှာမှဆိုင်းဝိုင်းတယောက်တည်းကိုပဲနေမင်းကြီးလေးပါကရွေးချယ်လိုက်သလားလို့ထင်ရလာအောင်ဆိုင်းဝိုင်းကကြိုတင်ပြီးတော့တည်နေပါရီဆိုင်းဝိုင်းကကဘာပေါ်ကိုအထူးတာဝန်နေနဲ့ရောက်လာလို့အကြမ်းပြင်းနေရနေပြီးတော့လူသားတွေကိုကဲတင်ပြီးတော့မှာပါ အနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေကိုစံဝန်ကအရင်စိတ်ပူနေပြီးသူတက်နိုင်တဲ့ဘက်ကနေကူညီပေးနေပါရီ။လက်ရှိမှာတော့စံဝန်ရဲ့ကြားမြင်ဟောကဲဟာအရင်အောင်မြင်နေပါရီ။အချို့တွေကတော့စံဝန်ပြောရတဲ့ကိုမယုံကြည်ကြပဲထင်ရမြင်ရပြောနေရလို့ထင်နေကြပါရီ။ Guardian မှာစံဝန်ပြောတဲ့ရှားတွေကအမှန်နေတတ်တာကြောင့်သူပြောတဲ့အတိုင်းလိုက်လုပ်တဲ့သူတွေလည်းရှိတတ်ပါရီ။စံဝန်ကသူတက်ထားတဲ့ပညာနဲ့ကူညီနေပြီးယုံကြည်ကြသူတွေကြောင့်ဆရာစံဝန်ဆိုတဲ့နာမည်တစ်လုံးကိုရှားလာခဲ့တာပါ။ အရှင်ကဆိုင်ဝိုင်းကဆိုရှယ်မီဒီယာမှာမကြခဏပွဲဖြစ်တဲ့ရကနေအခုတော့တင်းငယ်အေးဆေးပြီးတော့နမင်းကြီးလေးပါရဲ့ဆောက်ရှောက်ကိုရသွားတာဖြစ်လို့သူ့ကိုမယုံကြည်ကြသူတွေလည်းရှိပါသေးတယ်။ဆိုင်ဝိုင်းကကြားမြင်ရတဲ့ပြင်တာယာတဲ့ဂီတအတန်းနဲ့စကြဝဠာကနေဆုပ်ယူထားတဲ့စွမ်းရည်နေနဲ့ပေါင်းဆက်ပြီးတော့ဟောပေးနေတဲ့သူပါ။ဆိုင်ဝိုင်းကငကားမင်းကြီးရဲ့ဆက်သွယ်လေးဖြစ်တဲ့ပြင်သူ့ကိုဆောက်ရှောက်တဲ့ဆောက်ရှောက်တွေလည်းရှိနေပါသေးတယ်။သူတို့ကဆိုင်ဝိုင်းကိုတခုခုသတိပေးချင်တာရှိရဲ့တခုတကလာပြောတတ်ကြပြီးတော့ဆိုင်ဝိုင်းကတဆင့်ကန်လာပြောပေးတာပါ။လာမယ့်နှစ်တွင်မှာ လူရှော်ဝဲလုံးမယ်ဆိုတာကိုယုံကြည်တဲ့သူတွေလည်းရှိလို့အချို့တွေကဖြစ်နိုင်မှုလို့ယဉ်နေကြပါတယ်။ဆိုင်ဝင်ပြောတဲ့လူရှော်ဝဲကြီးကတကယ်ရောဖြစ်နိုင်မှာမလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင့်လေတန်းထိတာចောင်းနေဘူးပဲမယ်အင်္ဂလိပ်စကားចောင်းကျင်စွာပြောနိုင်တယ်ပကံမင်းနှံသူမញញို့ ျမတို့တွေအင်္ဂလိပ်စကားပြောတတ်ဖို့ကျွမ်းကျင်ဖို့ဆိုရင်ငွေကုန်ကြေးကျခံပြီးတော့သင်တန်းတွေတက်ကြတယ်ချက်ချင်းနေယူကြတယ်နောက်ဆုံး online ကနေတော့နီလန်ပေါင်းစုံနဲ့သင်ယူကြတာပါဒါတော့တော်တော်များများကသင်တော့ခီးမရောက်ပါဘူးဒါပေမဲ့ဒီနေ့ကျမပြောပြပေးမယ့်အမျိုးသမီးတစ်ယောက်ကတော့အတန်းပညာဆိုလို၄နာမည်ဖြစ်ခဲ့တယ်ဘာသင်တန်းမှမတက်ဘူးဘူးသူ့မှာကိုပိုင်ဖုန်းတောင်သိချမတုံးတယ်လို့ social media အကောင့်လည်းမရှိပါဘူးဒါပေမဲ့သူဟာအင်္ဂလိပ်စကားကိုနိုင်ငံခြားသားတွေနဲ့တိုက်ရိုက်ပြောနိုင်ဘာသာပြန်နိုင်တဲ့အထိကိုကျွမ်းကျင်နေပါတယ်။ သူမရဲ့နာမည်ကမညွညိုဖြစ်ပြီးတော့ပကံမင်းနဲ့သူရွာသူဖြစ်ပိုင်းမညွညိုရဲ့ဘဝအခြေအနေကတော်တော်လေးကိုခက်ခဲခဲ့တယ်။မိသားစုစာဝန်တွေရောအကြောင်းပညာကိုလေးတန်းနဲ့နေရနာခဲ့တယ်။ဒါပေမဲ့မညွညိုကသူ့ကိုယ်သူပညာမတတ်ဘူးဆိုပြီးတော့အားမငယ်ခဲ့ဘူး။သူမှကြီးမားတဲ့အိမ်မက်တစ်ခုရှိခဲ့တယ်။အဲ့ဒီအိမ်မက်ကဘာလဲဆိုတော့သူနေထိုင်တဲ့မင်းနဲ့သူရွာကသမိုင်းဝင်နေရာတစ်ခုဝတ္ထုတွေထဲမှာတော့ထိုင်ရအောင်လှပတဲ့နေရာတစ်ခုဖြစ်တဲ့အကြောင်းကိုကမ္ဘာတိအောင်ချပြရတာပေါ့။မင်းနဲ့သူရွာကိုနိုင်ငံသားအဲ့တဲ့တွေအများကြီးလာတယ်။ ဒါပေမဲ့ရွာမှာပညာတတ်နေတော့ဧည့်သည်တွေကိုသူတို့ရွာရဲ့တမိုင်းကြောင်ရင်းချင်းမှုတွေကိုကောင်းကောင်းရှင်းပြနိုင်တဲ့သူရှားပါခဲ့တယ်။မညညိုကဒီကွက်လက်ကိုဖြည့်ချင်ခဲ့တယ်။ငါတို့ရွာကြောင်ငါတို့ကိုယ်တိုင်နိုင်ငံသားတွေကိုပြောပြမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သူစူးစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။မညညိုရဲ့နိလန်ကတော့အကြောင်းဆိုရင် listening skill ကိုပဲဖြစ်ပါတယ်။သူကသင်တန်းတက်ဖို့ပတ်စံမရှိဘူး။သူ့ကိုလာတင်ပေးမယ့်ဆရာလည်းမရှိဘူး။တခြားသူတွေလိုလက်မှုပညာတွေလောက်ကင်တာထက်သူကရွာကိုလာပြီးတော့နိုင်ငံသားတွေစကားပြောတာကိုပဲနားထောင်နေ။သူတို့ပြောတဲ့စကားလုံးတွေကိုတစ်လုံးချင်းမှတ်တယ်။ တစ်လုံးမှန်နှလုံးမှတ်ကနေစခဲ့တာပေါ့အရေးကြီးဆုံးချက်ကမန်းညိုညိုကအရန်အရေးဆုံးပါတယ်သူစကားစပြောတဲ့အခါမှာမှားမကိုလုံးဝမကြောက်ဘူးသဒါမမအတန်ထွက်မမသူတိတလောက်မှတ်မိတလောက်ရရင်ဝုံဝုံပြောတတ်တယ်တကယ်လို့သူပြောတာမှားရင်းသွားရင်လည်းနိုင်ငံသားအင်တယ်တွေကပြန်ပြီးတော့ပြင်ပြီးထောက်ပေးကြတယ်မန်းညိုညိုတော့ကတော့ဒီမားတွေကနေအမှန်ကိုပြန်သင်ယူခွင့်ရတဲ့အခမဲ့သင်ခန်းစာတွေပဲပေါ့ဒီလိုနဲ့ပဲမန်းညိုညိုဟာအသက်15နှစ်သမီးလောက်ကလေးကနိုင်ငံသားတွေကိုစပြီးတော့လမ်းညွန်ဘာသာပြန်လုပ်လာပေးခဲ့တာ အခုဆိုရင်သူ့အသက်30ကျော်လုံးသက်15နှစ်ကျော်ရှိနေပြီမညညဟာ15နှစ်လုံးလုံးတင်းနှံမတက်ဖ ೇನೆ စောင်းမဖက်ဘဲနားထောင်နေစွမ်းရည်တစ်ခုရနဲ့အင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရှင်းပြနိုင်တဲ့အထိဖြစ်ခဲ့တာပေါ့သူဘလောက်တောင်တော်လိုင်းဆိုရင်အခုနောက်ပိုင်းအင်္ဂလိပ်စကားနဲ့မကဘဲပြင်သစ်စကားကိုပါနားထောင်ရင်းနဲ့အနှင်းငယ်ပြောတတ်နေပြီလို့သိရတယ် ငညညိုဘလို့လူတိညာလာလဲဆိုတော့သူဘာသာပြန်ပေးနေအောင်ကိုနိုင်ငံသားသားရဲ့တယောက်ကသဘောချပြီးတော့ဗီဒီယိုရိုက်ခါဆိုရှယ်မီဒီယာပေါ်တင်ပေးလိုက်ရကနေလူတွေသတိထားမိလာတာပေါ့သူကိုယ်တိုင်ကတော့ဖုန်းတော့တေချာမတုံးတတ်တော့သူ့မှာ Facebook အကောင့်တောင်မရှိပါဘူးကျမတို့ဒီမှာမန်းညိုညိုထက်အခွင့်အရေးတွေအများကြီးပိုရှိပါတယ်လက်ထဲမှာဖုန်းရှိတယ်အင်တာနက်ရှိတယ်သင်တန်းတွေ app တွေအများကြီးရှိတယ်ဒါပေမဲ့မန်းညိုညိုလောက်စူးစမ်းခြင်းစိဇွဲလုံးလားရှိကြရင်လားဆိုတာကတော့ကိုကုတ်ကိုပြန်မေးရမှာပါပညာရေးနှိမ့်ပါပြီးတော့ခက်ခဲတဲ့ဘဝကနေ ကိုယ့်ရဲ့ဝါသနာနဲ့ဇွဲတစ်ခုတည်းကိုအရင်တီးပြီးအောင်မြောင်စူးစမ်းခဲ့တဲ့ပကံမင်းနှံသူရွာကမညညိုဟာဆိုရင်မြမမျိုးသမီးတွေအတွက်ရောစူးစမ်းနေသူတွေအတွက်ပါတကယ်ကိုမှဂုံယူစရာအားကျစရာစံပြတယောက်ပါပဲပရိသတ်ကြီးကရောမညညိုရဲ့စူးစမ်းအားထုတ်မှုပေါ်ဘယ်လိုမြင်ကြသလဲကိုယ့်ရဲ့အမြင်လေးကို comment မှာဝင်အောင်ဆွေးနွေးသွားကြပါအောင်ရှင် ဓာတ်ပုံတစ်ပုံကြောင့်နောက်ရင်နောင်ပြတော့မယ်လို့ထင်ချင်းပေးခံနေရတဲ့ရုံးဝရီလွင်မုံနောက်ရင်နောင်ပြတော့မယ်လို့ထင်ချင်းပေးခံနေရတာရုံးဝရီလွင်မုံပါဒီလိုပြောခံရတာထင်ချင်းပေးခံရတာကဓာတ်ပုံတစ်ပုံကြောင့်ပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျင်းပခဲ့တဲ့ရုံးဝရီလွင်မုံရဲ့အသက်26နှစ်ပြည့်မွေးနေ့ပွဲကစတင်ခဲ့တာပေါ့ရုံးဝရီလွင်မုံဟာသူမရဲ့မွေးနေ့ပွဲကိုတငင်းချင်းနေမိတ်ဆွေနဲ့တို့ခံခံနာလာကျင်းပခဲ့ပါတယ်ဒီချိန်ဟာသူ့ရဲ့မိသားစုဝင်တွေဖြစ်တဲ့အဖေအမေတားလေးလီယန်တို့ကလွှဲမိုးခီးသွားနေပြီဆိုတဲ့အစီအစဉ်ရိုက်ကိုပေါ့ အာဖရိကတိုက်ကိုရရှိနေချိန်မှာလည်းတိုက်ဆိုင်နေခဲ့ပါတယ်။ဒီလိုမိသားစုဝင်တွေမရှိတဲ့အချိန်မှာကျင်းပခဲ့တဲ့မွေးနေ့ပွဲကဓာတ်ပုံတွေဗီဒီယိုဖိုင်တွေအများပြားထွက်ပေါ်လာခဲ့တဲ့အချိန်မှာဓာတ်ပုံတစ်ပုံကတော့ပြည်သက်တည်ရဲ့မျိုးလုံးတွေကိုဖမ်းဆားသွားခဲ့တာပေါ့။အဲ့ဒါကတော့ရိုးရီလူမို့တောင်အဆိုပါပွဲကိုတက်ရောက်လာတဲ့အမျိုးသားအတူနဲ့တတော်လေးကိုရင်းနေနေကြီးကြီးနုံနုံတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံပါပဲ။ဒီဓာတ်ပုံကိုမြင်လိုက်ရတဲ့ပြည်သက်တည်ချောင်းမှာဒါဟာအချစ်တလား။ရိုးရီလူမို့တောင်နောက်ရင်အောင်ပြုတ်တော့မှလား။ စင်ငယ်မသားဘွားကိုအဆုံးသတ်တော်မှာလားဆိုရင်မိကုံပေါင်း16000နဲ့ထင်းချင်းပေးမှုတွေများစွာရှိပါရင်အလုံးတိကြတဲ့အတိုင်းရုံးဝယ်ရင်တွင်မို့ဟောငယ်စဉ်ကလေးကအိမ်အောင်ကြခဲ့ပြီးတော့တောင်းလေးလီယံကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲမနစ်ကတော့ခင်မုန်းတဲ့နဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တော့တာကြောင့်တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ရပါတယ်။အဲနောက်မှာတော့ရုံးရင်တွင်မို့ဟောတောင်းလေးလီယံကိုခေါ်ဆောင်ပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ပြောင်းရွှေ့လာကောင်းစင်ငယ်မသားတယောက်ဖြစ်နေဘဝကိုအစ်ကနေစပြီးတော့တည်ဆောက်ခဲ့ပါတယ်။ ။သမိုင်းရဲ့မဆုံမနစ်စ조사မှုကြောင့်အခုဆိုရင်ကျောင်းညာလောကမှာဝင်ငွေအကောင်းဆုံးအောင်မြင်ဆုံးလူမြညာရှိစင်းနဲ့မှာတော့ပေါဝင်လာခဲ့တာပေါ့။ဒီလိုတရားထိုင်ရုံးခံပြီးတော့အောင်မြင်လာတဲ့တားလေးနဲ့ဒုလှပတဲ့သမိုင်းရဲ့ပွင့်ရေးကိုပရိသတ်တွေကအရန်ကုန်မှချစ်ခင်အားပေးကြပါတယ်။တတိယအဖြစ်ပြောရမယ်ဆိုရင်အိနောင်ရေးတစ်ခါကြာခဲ့ပူတဲ့သူမတို့နောက်တစ်ခါထပ်ပြီးတော့စိတ်မထိခိုက်စေချင်တဲ့ကောက်ွယ်ပေးချင်တဲ့စိတ်တွေပရိသတ်တွေစီမှာအခိုင်အမာရှိနေပါတယ်။ဒါကြောင့်လဲခုလိုမျိုးသားတယောက်နဲ့ရင်းနှီးနှီးဓာတ်ပုံထွက်လာတဲ့အခါမှာ ရိတ်တရီကဝမ်းသာမလားစိတ်ပူရမလားဝေခွေးများဖြစ်ကြပြီးတော့ငါတို့ချစ်တော်လေးဆော့ပြက်ချက်များမှားတော်မလားအယံများစိုးနေမလားဆိုပြီးတော့စိုးရင်တကြီးနဲ့စောင့်ကြည့်ကြတာပါကဲဒီတော့ဒီတပ်ပုံတွေကမျိုးသားဟာပရိသတ်တွေထင်နေသလိုရိုးရီလွင်မွေးရဲ့အချစ်တဲ့တကယ်ပဲဖြစ်နေပြီလားတကယ်တော့အစိုးရမျိုးသားနဲ့ရိုးရီလွင်မွေးကပရိသတ်တွေထင်နေကြသလိုချစ်သူကြီးစားမျိုးလုံးဝမဟုတ်ပါဘူး သူကတော့ရုံးတွေလွင်ပေါ်နဲ့အမှုပညာလုပ်တွေမှာသူဖြစ်တော့ fashion နဲ့ design ဖိုင်းဆိုင်ရာတွေမှာအတူတူလက်တွဲလုပ်ကင်နေတဲ့အဝတ်အစား design တွေကိုတာဝန်ယူပေးနေတယ်မြန်မာနိုင်ငံကနာမည်ကြီး designer တို့ပဲဖြစ်တယ်လို့ဤဆက်သူတွေစီကသိရပါတယ်။မွေးနေ့ပွဲကိုတက်ရောက်လာတဲ့မိတ်ဆွေတကယ်ချင်းတယောက်နဲ့အမတ်တရားဓာတ်ပုံတွဲရိုက်နေတာနဲ့ပရိသတ်တွေထင်လွဲသွားတာဖြစ်ပါတယ်။ဒီတော့အချုပ်ပြောရင်တော့ရုံးတွေလွင်ပေါ်တရားအချစ်တရားနေပြီးနောက်ရင်နောက်ပြတော့မယ်ဆိုတဲ့သတင်းတွေဟာဒီဓာတ်ပုံတစ်ပုံနဲ့ကိုကြည့်ပြီးတော့ထင်ကြီးပေးနေကြတဲ့ကောလာဟာလာတစ်ခုသာဖြစ်ပါသေးတယ်။ ပရိသတ်တယောက်အနေနဲ့ကိုချစ်တဲ့လူညာရှင်အခုလိုစင်ငယ်မသားဖြစ်နေဆက်ပြီးတော့အောင်မြင်နေတာကိုမြင်ကျင်ကြတာပါအခုချစ်နေကြတဲ့ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါလဲရိုးရီလိုမျိုးအခုဆိုရင်တယောက်တည်းအောင်မြင်တဲ့ပုံစံနဲ့ပဲဆက်မြင်ကြလားဒါမှမဟုတ်သူ့ဘဝအတွက်နောက်ထပ်မိဖက်တစ်တယောက်နဲ့ပျော်ရွှင်နေတာကိုမြင်ကျင်ပြီလားကိုယ့်ရဲ့မြင်သဘောထားလေးတွေကိုပြောသွားပါအောင်ရှင် ရေခဲတောင်မှာဓပုံရိုက်ပေမယ့်ဝိဆုံကနိုင်ငံသားကလူပညာရှင်မင်္ဂလာဝိဆုံကို copy ယူထားလို့လူပြောများနေတဲ့ဆိုပြတဲ့စိန်အခုချိန်မှာလူပြောများနေတာကတော့မကြခင်မင်္ဂလာဝေကျင်းပါတော့မယ်မင်းသားဟင်းဝီရနဲ့မင်းသမီးဆိုပြတဲ့စိန်တို့အဆုံးတွဲပါပဲရှင်တို့ညောင်ရင်ပြွေတင်ဓပုံတွေကတော့တကယ်ကိုမအမကန်ပါပဲဘာလို့လဲဆိုတော့ကုံကြစေတိမ်မောင်းတောင်းချီကုံကြခံပြီးတရုတ်နိုင်ငံယူနယ်ပြည်နယ်ကနမေကြီးလီချန်ရေခဲတောင်တွေတဲ့ဇလိရင်တွေရဟတ်ရင်တွေနဲ့တွားရောက်ရိုက်ကူးခဲ့ကြတာပါ ဂျိုင်းမင်းပုံတွေထွက်လာတဲ့ခါမှာတော့ជីကျူးတန်တွေအတွက်ဖက်ရှင်ခွန်းနေပြန်ပြီဆိုတော့ဝေဖန်တန်တွေကပဲပို့ပြီးတော့ကျေလောင်စွာထပ်ပေါ်လာခဲ့ပါတယ်။တကယ်တော့ဟင်ဝီရန်နဲ့ဆိုဖီသင်းတို့ဇုံတွေဟာဖက်ရှင်တင်သာတင်နေတယ်ဆိုပြီးပရိသတ်တွေကအမြဲတမ်းလိုလိုပြောဆိုသတ်မှတ်ထားခြင်းခင်ရသူတွေပါ။သူတို့ဘာပဲဝဲတက်တဲ့ဘာပဲဘောဘောအမြဲတမ်းတခုမဟုတ်တခုဟာအဆင်မပြေဖြစ်ပြီးလူပြောများလေးရှိပါတယ်။ပရိသတ်တွေမမေ့ကြဘူးမေ့ချင်ပါတယ်။ ဒီမတိုင်ခင်တုန်းကမင်းသားဟင်းဝင်းကစဝိဒစင်ကိုဒူးတော့ပြီးလက်ခွင့်တောင်းတဲ့ proposal ပွဲမှာတောင်းမှမင်းသမီးဝတ်စင်တဲ့ကောင်းဝင်ကြီးကမိအုပ်ဆောင်ကြီးနဲ့တူတယ်ဆိုပြီး social media မှာဝိုင်းပြီးတော့လောင်ပြောင်ခံခဲ့ရပါသေးတယ်။အဲတုန်းကလေပွဲရဲ့ခန်းနာမှုနဲ့ဝိစုံကလုံးဝအံဝင်ခွင့်ကြမရှိဘူးဆိုပြီးဝေဖန်ခဲ့ကြပါတယ်။အခုဒီကငွေကုန်ကြေးကြအများကြီးခံပြီးတော့ရေခဲတောင်ပေါ်ထိသွားရောက်တဲ့တပုံမှလည်းဒီမားတွေထက်ပါလာပြန်ပါရဲ့ရှင်ပထမဆုံးလူပြောများဆုံးဖြစ်သွားတာကတော့သူတို့နှစ်ယောက်ရဲ့ဝိစုံမလိုက်ဖက်မှုပါပဲ တပုံတပုံမှာမင်းသမီးစုဝေးတစဉ်ကခန္ဓာရည်အနောက်တိုင်းဆန်ဆန်အဖြူအမင်္ဂလာကောင်းဝင်ကြီးကိုဝိစင်ထားပါရီ။ဒါပေမဲ့သူပြာသူတို့သားလောင်ဟင်းဝေရန်ကတော့ခန်းညာရည်စုပြည့်စုံကိုဝင့်မထားပဲနေ။အပေါ်ကကိုယ်အင်းညီနဲ့အောက်ကပစိုးကိုတာမန်လောင်ကိုအညိုရောင်ပုံစံမျိုးချပြီးတော့ဝိစင်ထားတာကိုတွေ့ရပါရီ။ဒီပုံနဲ့နှစ်ခုပေါင်းဆက်လိုက်တာဘလို့မှကြည့်လို့စင်မပြေဘူးမလိုက်ဖက်ဘူး။ဈေးကြီးပေးပြီးတော့ရိုက်ထားပေမဲ့တပုံကိုဈေးပေါ်သွားစေတဲ့တောဆန်သွားစေတဲ့ဆိုပြီးပြိသက်တရားပြင်းထန်ထန်ထောက်ပြဝေဖန်ခဲ့ကြပါရီ။ လောက်ကောက်ကြောင်ပြောလို့တောင်မှမပြီးသေးပါဘူး။နောက်ထပ်ဝေဖန်စရာအစ်တခုထပ်ထွက်လိုက်ပြန်ပါရစေ။ခြားကတော့မင်းသမီးစုဝေးသင်းကိုရင်းဝစ်စင်ခဲ့တဲ့မင်္ဂလာပရိဝေဒီဝင်ကောင်းဝင်ဝစ်စုံနဲ့ပတ်သက်နေပါရင်ဒီကောင်ဝင်ရဲ့ဒီဇိုင်းဟာနိုင်ငံခြားကနာမည်ကြီး brand တွေကတခုဖြစ်တဲ့ Oscar Dila Renda ရဲ့မင်္ဂလာဝစ်စုံဒီဇိုင်းတစ်ခုကိုတပုံစံလေး copy ယူထားတာရှားဖြစ်နေတယ်ဆိုပြီးတော့ထပ်ပေါ်လာခဲ့ပါရင်ပရိသတ်ကြီးတို့ကိုရှင်းပြရရင် Oscar Dila Renda ဆိုတာက ကွလွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီးတယောက်ရဲ့နာမည်ဖြစ်ပြီးအခုလက်ရှိမှာသူ့ရဲ့ brand ဟာကမ္ဘာထိပ်တန်း luxury brand တွေမှာပါဝင်ပါတယ်။အထူးသဖြင့် American သမ္မတကတော်တွေ၊ကမ္ဘာကျော်အမင်းသမီးတွေ၊ red carpet ပွဲတွေနဲ့မင်္ဂလာပွဲတွေမှာဝတ်ဆင်ကြတဲ့ Emirates ကြီးပြီးတော့ခန်းနာတဲ့ဝတ်စုံတွေကိုဒီဇိုင်းထုတ်တဲ့ brand ကြီးတစ်ခုပါရှင်။ဒီလိုကမ္ဘာကျော် brand ကြီးရဲ့ဒီဇိုင်းကိုတိကျတူအောင်ပြန်ချုပ်ယူထားတာဟာအဆင်တန်းမရှိဘူး။ငွေကုန်ခံနိုင်ပြီးတော့ဒီဇိုင်းကိုတော့ copy သုံးအောင်တလားဆိုပြီး original ပုံတွေနဲ့ရှင်တွဲပြီးတော့ဝိုင်းပြီးတော့လောင်းပြောင်းနေကြတာကိုတွေ့ရပါရဲ့ရှင်။ တိမ်မောက်တောင်ချီကုန်းခန်းနေဒီကြံရီကဲတောင်းလိုနေရမြို့တီပင်မခန့်ပြီးတော့သွားရိုက်တယ်။ဒါပေမဲ့နောက်ဆုံးရလက်ကတော့လောကုတ်ဝစ်လို့မလိုက်ဖက်တာရဲ့ကော်ပီဝစ်စုံလို့အလောင်ခင်ရတာရေးပဲဖြစ်ပါရင်ဒီပြပြတွေကပရိသတ်တွေမြဲပြောနေကြသလိုငွေရှိတိုင်းလာတရားကိုဝယ်လို့မရဘူး။ဖက်ရှင်မြင်ကအဓိကဆိုတာကိုသက်သေပြနေတယ်လို့ပါပဲရှင်။ရုပ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအရောဒီပရီဝေဒင်းတပုံတွေပေါ်မှာဘလို့မြုံမြင်ကြပါတဲ့ရှင်။ထဝိရဲ့လောကဝစ်ဆောင်ကတကယ်ပဲမလိုက်ဖက်ဘူးလို့ထင်ပါသလား။ဆိုပြတဲ့ရင်အော်စကာဒီလာရန်တာကော်ပီဝစ်ဆောင်ပေါ်မှာဘယ်လိုမျိုးသုံးသက်ချင်ပါသလဲ။ မိမိတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်လာမင်းနေ့မှာနဝိတဲ့ဇကာနဲ့ကရမီရမယ်လို့ခမန်းချင်းခံနေရတဲ့ဝမုံရွှေအနုပညာလောကမှာအတန်ကျေဆုံးထွက်ပေါ်နေတဲ့ခမန်းချက်တရင်တစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါရစေ။အဲ့ဒါကတော့ထိတ်တဲမင်းသမီးချောဝမုံရွှေရဲ့ကရမီကင်ကြမ္မာအကြောင်းပါပဲရှင်။ပရိသတ်ကြီးတို့အားလုံးအမေမိကြတဲ့အတိုင်းပဲမင်းသမီးဝမုံရွှေကြီးဟာ မနစ်ကတိမ်ပကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့မြို့သမီးဆက်ဆောင်ကယ်ရမီစုကိုထိုက်တတဲဆုကုသွားခဲ့ပါရီအခုတကာမှလေလာမယ့်နေ့ကယ်ရမီစုပေးပွဲအတွက်သူမရဲ့နာမည်ကချက်မှန်ပြီးတော့ရေပန်းစာဆုံးတည်ပြေဆုံးဖြစ်နေပြန်ပါပြီအဲ့ဒါကတော့နဝင်သေးရုပ်ရှင်ဇာတ်ကားကြီးကြောင့်ပါပဲရှင်ဟုတ်ပါရီနဝင်သေးဇာတ်ကားနဲ့ဝမ်မောရွှေရနနေ့ဆက်တိုင်ကယ်ရမီစုကိုချက်မှန်ဆုကုရရှိအောင်မယ်လို့ရုပ်ရှင်တိုင်းဝိုင်းမှာရောပရိသတ်တွေကြားထဲမှာမှခံမန်းတည်ကြေးပေးမှုအများကြီးဖြစ်ပေါ်နေပါရီ ဒီနေ့ဝင်သေးစကားတွေမှာဝမ်မွှေရွှေရယူရမွေရပရာလောကတွေနက်တွေဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်တဲ့ထူးခြားတွေဆွမ်းဆောင်ရရှိတဲ့မြို့သမီးငယ်တူပြေပါဝင်တရုတ်ဆောင်ထားပါရီဇလန်းကျညာရီဇဝင်ကန်ချို့ကိုမြင်တွေ့ရုံနဲ့တင်သူမရဲ့တရုတ်ဆောင်မှုကဘလောက်တောင်တက်ဝင်ပြပြလုံးတဲ့ဆိုတာကိုတွေ့နိုင်ပါရီဒီလိုပိုင်နိုင်လုံးနဲ့စက်ကောင်ဆိုင်တဲ့ကိုနှစ်ဝင်နေတဲ့တရုတ်ဆောင်မှုကြောင့်ပဲဒီနေ့မှလည်းဝမ်မွှေရွှေကပဲကရမီစုကိုထက်ရမှာသူကိုရှင်နိုင်မဲ့သူမရှိတော့ဘူးဆိုပြီးလူတွေကထိကြထင်ကြီးပေးနေကြတာဖြစ်ပါရဲ့ရှင် ။ဒါ့အပြင်ဒီလိုချီကျူးတဲ့နေ Academy ခမန်းချက်တွေနဲ့တူတပြိုင်နက်တည်းထွက်ပေါ်လာတဲ့တွင်တဲ့တင်းတွေ၃၀ချက်တွေလည်းရှိနေပြန်ပါတယ်။အဲ့ဒါကတော့ဥမှုရွှေတရားမနေ့ကတိတ်မကြီးနဲ့ဆူရခင်တာရောအခုနောက်ဝင်တဲ့ထက်မှန်ရမယ်လို့သတင်းထွက်နေတာပါ။သူမရဲ့ခမုန်းတဲ့ရင်ကိုညီနဲ့ရှင်ဝါအကြောင်းဆိုတဲ့ပြောဆိုမှုတွေပါပဲ။ပရိသတ်ကြီးတို့အားလုံးသိကြတဲ့အတိုင်းဥမှုရွှေရဲ့ခမုန်းတဲ့ကိုနိုင်ပြိုးချုံဟာမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးနဲ့ချမ်းသာဆုံးကျေးဝါဆုံးသောလူငယ်စီဝါရဲ့လုပ်ငန်းရှင်ကြီးတယောက်ပါ။ဘီဘီချိုရဲ့လုပ်ငန်း MG လက်စစ်ကလုပ်ငန်းတွေပါဝင်စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတဲ့ဘီလီယံနာတထေကြီးတူဖြစ်နေရပါ။ ဒါကြောင့်လေဥမိုလ်ရှိရောဇနီးမောင်နဲ့ဟာလူပညာလောကထဲမှာရောစီးပွားရေးလောကထဲမှာပါအချိန်ဝါကြီးမားတယ်လို့ဆိုကြပါရယ်ဒီလိုနောက်ကန်ရတောက်တင်းမှုကြောင့်အကယ်ဒမီစုလိုမျိုးအမှုပညာဆိုင်ရာဆုံးဖြတ်ချက်တွေပေါ်မှာပါလွှမ်းမိုးမှုရှိနိုင်တယ်ခင်မွန်းတရဲ့ကုညီနဲ့စုတွေရရှိနေတာလို့လူတွေကထင်သေးပြီးပြောဆိုနေကြတာဖြစ်ပါရယ်ဒါ့အပြင်တစ်ဖက်ကနေပြန်ပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်တော့ဒီကိစ္စမှာအမြင့်တစ်မျိုးရှိနိုင်ပါသေးတယ်ဥမိုလ်ရွှေလို့ထိတဲ့မင်းသမီးတယောက်ကိုသူမရဲ့ခင်မွန်းတွေကအပြင်းဝအားပေးထောက်ခံမှုပေးထားတာဟာအရန်ကောင်းမွန်တဲ့ချက်တစ်ခုပါဒီလိုပဲမမှုတွေကြောင့်ဟိုမိုလ်ရွှေရသူမစိတ်တိုင်းကြအမှုပညာလုပ်တဲ့ကိုလွတ်လပ်လပ်လုပ်ခွင့်ရနေပါတယ် စီဝါရေးရအတွက်ချက်ပြီးတော့ဇကားတွေအများကြီးလည်းရနေစရာမလိုတော့ပဲတကယ်ကိုမှရေသွေးမြင့်နဲ့သူမရဲ့တယောက်ဆောင်ရေးချင်းကိုအပြည့်အဝပြသနိုင်မဲ့ရုပ်ရှင်ဇကားကောင်းတွေကိုတွေးချက်ပြီးတော့အာယုံဆိုင်ရဲ့ကိုယ်ခွင့်ရလာလို့လည်းသုံးသပ်နိုင်ပါရဲ့ရှင်တိမ်ပကြီးတို့နတ်ဝင်သေးတို့လိုဇကားမျိုးတွေကတယောက်ဆောင်တယောက်ရဲ့ရေးချင်းကိုစွမ်းကုန်ထုတ်ပြခွင့်ရတဲ့ဇကားကောင်းတွေဖြစ်ပါရင်ပရိသတ်ကြီးတို့ရောဒီလိုခံမဲ့ချက်တွေပေါ်မှာဘယ်လိုမျိုးထင်မြင်ပါသလဲရှင်နတ်ဝင်သေးဇကားကိုကြည့်ရှုပြီးပြီဆိုရင်သူမရဲ့တယောက်ဆောင်မှုဟာကရမီစုနဲ့တကယ်ထိုက်တန်တယ်လို့ထင်ပါသလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင် အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဟုတ်ရှင်။အားပေးနှဆိုင်ခဲ့ကြရင်ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုစင်လုံးရွှေလန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဒီနေ့မှရောပရိသတ်ကြီးတို့ဟာဘသူတွေကိုအကယ်ဒမီရစေခြင်းပြီးတော့ဘသူတွေကိုပရိသတ်တရား အကယ်ဒမီစုပေးခြင်းလေးဆိုတာကိုလည်းကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်။ဘဲဇက်ကားတွေကပြည်သက်ရင်းနဲ့ရောက်တဲ့ဇက်ကားတွေလေးဆိုတာကိုလည်းညွှန်ဝေပေးကြပါအောင်နော်။